အကိုဇော်ဘွားတွေစိတ်ဝင်နေတဲ့ညီကောင်မများနော်ကျွန်တော်တို့တွေကိုချစ်တဲ့ကိုဇော်ဘွားကြီးလို့ကျွန်တော်တို့ချစ်တဲ့ညီကောင်မများအားလုံးရှိပါတယ်မုံတဲ့လူလည်းရှိလို့ချစ်တဲ့လူလည်းကျွန်တော်တို့မှရှိသေးတာနော်ဒါလေးတော့ပြောပြရစီမုံတဲ့လူလည်းရှိတယ်ကျွန်တော်တို့ချစ်တဲ့လူလည်းရှိတယ်နော်ချစ်တဲ့လူတွေကျွန်တော်တို့အားပါဗျာဟိုရှင်နီဝဲအလားလာကတော့ကျွန်တော်ထင်တယ်တော်တော်လေးဝေးတယ်လို့ကျွန်တော်မြင်နေရနော်ဆိုတော့အဲ့တော့ဘာကြောင့်လဲဆိုတော့ဒီနေ့ရန်သူကရန်သူကပစ္စုံဆင်းရဲလို့ဒါသူပါဇက်ကပြောတာဒါပေမဲ့ဒီနေ့တတိဒီလူတို့အာဒီကြောင်ကိုအသုံးပြပြီးတော့ဘုံကျဲနေတာတိုက်ခိုက်နေဆိုတော့ ဒါတွေကကျွန်တော်ကြည့်တာတော့ဒီပြည်သဘောဆောင်တဲ့လက္ခဏာဘက်ကိုချက်ကမှုမဟုတ်ဘူးလေနော်သူ့ရဲ့ project တွေကပို့ပြီးတော့လုပ်လာတော့တွေ့ရတယ် Hello Charami Babitu Niko Morma mya အားလုံးပဲမင်္ဂလာပါ News Beat Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ26ရက်နေ့ရဲ့ကျွန်တော်တို့ဇာတပရိညပိုင်းဗီဒီယိုသင်စမှုနေနဲ့ဒီနေ့ညမှာတော့ဆွန်ရှိထားတဲ့တော်လန်တရင်ထူတရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ညမှာဆွန်တော့တော်လန်ရဲဘော်တွေကနေပြန်မှာအောင်ပွဲရရှိထားတယ်ပေါ့နော်တော်လန်တရင်ကောင်းတွေကိုမျက်ဝပြလာတဲ့ပြင်ခုဆွန်တော့ဘုံမရက်ကွက်ချေကောလမဲ့တန်တွေလဲကျွန်တော်တို့ကြည့်ရှုမှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်တရင်တို့လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင် င်းသဘောအနေနဲ့ကတော့ပဲခူးတိုင်းတောင်ဝခရိုင်ဖြူမြို့နယ်တရားရုံးရှိဇေယဝတီမြို့ရဲစခန်းဘူတာယုံတို့ပါဝင်နေရာ6ခုကိုဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့လို့စစ်သားလေးဦးသေဆုံးပြီးတော့မှလက်နက်တလက်တင်းဆဲရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် ဇေယဝတီဘူတာယုံမှာရှိတဲ့စစ်သားတွေကိုဝင်ရောက်စီးနေတက်ခိုက်နေတဲ့အချိန်မှာဖြူမျိုးနဲ့ပါကဖရဲဘော်တွေကနေပြီးတော့မှဖြူမျိုးနဲ့တရားရုံးရှိရန်ကုန်မန္တလေးကားလမ်းဟောင်းပေါ်မှာကင်ပတ်သွာလာနေတဲ့စစ်ကောင်စီကားတွေကိုစစ်ဆေးတက်ခိုက်တာတွေဇေယဝတီတကြားစစ်မှာကင်ပုံးချထားတဲ့စစ်သားတွေကိုတက်ခိုက်ခြင်းနဲ့ဖြူပါကဖအဖွဲ့ drone ကနေပြီးတော့မှလည်းဇေယဝတီ yes ခန့်ကိုဘုံတီချက်ချတက်ခိုက်ခြင်းတွေကိုတပြိုင်တည်းလှုပ်ဆောင်ခဲ့တယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ် အဲ့ဒီတိုက်ခိုက်မှုကဆိုတော့မိနစ်30ခန်းကြာမြင့်ခဲ့ပြီးတော့မှစစ်သားလေးဦးတေဆုံးခဲ့တယ်လို့လည်းကျွန်တော်တို့ဖြူးဖြူးနဲ့ပကဖရဲဘော်တွေကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်မှာတော့ကျွန်တော်တို့ရဲဘော်တွေကတော့ထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနေခဲ့တာပြီးတော့မှခုဆိုတော့ကျွန်တော်တို့အားလုံးကနေပြီးတော့မှပါနော်။စစ်ကောင်စီရဲ့စစ်ကားတွေကိုခုဆိုတော့ဒီပေနေတဲ့တိုက်ခိုက်ခဲ့လို့စစ်ခွေးလေးကောင်ကဆိုတော့မတာပေါ်သွားတာပဲဖြစ်ပါတယ်။တကယ်အားရဖို့ကောင်းတယ်နော်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ မန္တလေးတိုင်းမြင်းချံခရိုင်ငဇုံမြို့နယ်မြို့သားစမှုဇုံထက်အထိုင်ချသဆွဲထားတဲ့စေအုပ်စုတွေကိုတော်လိုက်တဖွဲ့တွေကနေပြမမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့လို့စေအုပ်စု6ရောက်တည်ဆုံပြမတနတ်တရေတင်းစရေရှိခဲ့တယ်ဆိုတဲ့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဒီကောင်တွေရေခတ်ထွက်လာတဲ့အချိန်မှာမိုင်းနှလုံးဆွဲပြီးတော့မှကျွန်တော်တို့ဘက်ကပြစ်တယ်။မိုင်းဆွဲပစ်ခတ်ပြီးတော့6ကောင်တွေရောမှတင်သေးတယ်။ G3 တနတ်တလေးရတယ်နောက်ထပ်နေရောက်ကတော့ပြင်းထန်တန်းရသွားလို့ဈေးကူနေနဲ့တယောက်ထပ်တည်တယ်လို့ကြားတယ်ဆိုပြီးတော့မှငဇုံမြို့နယ်ပြည်သူ့ကကွယ်ဖွဲ့ငဇုံမြို့နယ်ပကဖတာဝန်ရှိသူကနေပြောမှပြောဆိုထားတာဖြစ်ပါတယ်ကိုမြင့်ဆောင်အညာမြစ်စစ်စင်ရဲ့ဖြစ်မြင်းချမ်းငဇုံနထိုးကြီးတောင်သာစတဲ့မြို့နယ်တွေထက်ကစိုးစွထိုင်စခန်းတွေကိုတော်လိုင်းပွန်တရီကနေပြောမှပြီးခဲ့တဲ့မေလ15ရက်နေ့ကနေစတင်ပြီးတော့မှ ်ထိုးစစ်ဆင်တက်ခိုက်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီအညာမြေစစ်စင်ရဆိုတော့အောင်မြင်မှုတွေရရှိနေတာပြည်မစစ်ကောင်စီရဲ့စစ်စခန်းတွေပြတော့မှာပေါ့နော်သူတို့လက်ပတ်နေတဲ့ချိန်မှာကိုကျွန်တော်တို့ကနေပြတော့မှာအလေးဝင်ရောက်တဲ့ဟဲ့မှုတွေလဲကျွန်တော်စတင်ပြတော့မှာလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်အခုဆိုတော့စစ်ကောင်စီတပ်ဖွဲ့တွေကတော့ဘယ်နေရာတော်တော်တော်လန်တပ်ဖွဲ့တွေရဲ့ပေါ့နော်ချင်းမရှင်းလင်းချင်းကိုခံရတဲ့ဆိုတော့သူတို့ကိုယ်တိုင်သဘောပေါက်နားလည်လာကြတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်တို့ကြည့်လိုက်ရအောင်နော် ရှမ်းပြည်နယ်မြောက်ပိုင်းမှာတပွဲတွေပြင်းထန်နေတဲ့နောင်ချိုမြို့ကိုစစ်ကောင်စီတပ်ပြန်ပေးမှမဟုတ်ဘူးဆိုပြီးတော့မှတောင်မျိုးသားလူမျိုးရဲ့တမတော် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကလည်းပြောမှပြောဆိုလိုက်တာပဲဖြစ်ပါတယ်။ လက်ရှိချိန်ထိကတော့ဒါကသတင်းသူတွေသာဖြစ်ပါတယ်ကျမတို့ကတော့ဒီလိုမျိုးပြန်ပေးဖို့အစီအစဉ်ကတော့မရှိသေးဘူးဘိုးကတော့ညွန်ချတာမျိုးတော့မရှိသေးဘူးဆိုပြီးတော့မှနောင်ချိုမျိုးကို TNL ကနေပြီးမှစစ်ကောင်စီတိုင်းပြန်ပေးမယ်လို့သတင်းထွက်နေတာနဲ့ပတ်သက်ပြီးတော့မှမိမျက်မှုပေါ်မှာ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလူရီကိုနေပြီးတော့မှညှင်းဆန်လိုက်တာပဲဖြစ်ပါတယ်စစ်ကောင်စီအရဆိုရင်တော့နောင်ချိုမျိုးနေရောက်လာပြတဲ့နောက်ပိုင်းမှာ TNL ကနောင်ချိုမျိုးကိုစစ်ကောင်စီတိုင်းပြန်ပေးမယ်ဆိုတဲ့ပေါ့နော်စစ်ကောင်စီရဲ့ဝါရဖြန့် channel တွေရဲ့ဒေတာခံတွေကြားထဲမှာအခုရပိုင်းသတင်းတွေကျွန်တော်ကြားနေရတာပဲဖြစ်ပါတယ် လရှိဒီတလောမှာကျမတို့တင်တယ်လေးနဲ့စကောင်စီတပ်ဖွဲ့ဝင်တွေကနောင်ချိုနီးတဝိုင်းမှာရှိတဲ့တောင်ဟန်းတဝိုင်းမှာလည်းတပ်ပွဲတွေပြင်းထန်နေပါဗျ။အချမ်းနောင်ချိုနီးနားမှာရှိတဲ့ရွှေသွန်းရွာ၊ကုန်းတာ၊နောင်အောတို့၊နောင်လင်နောင်ဖာအစရှိတဲ့မဲပို့ကျေးရွာတွေဘက်မှာလည်းတပ်ပွဲတွေဖြစ်နေပါတယ်ဆိုပြီးမှဆက်လက်ပြောဆိုထားဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့တပ်ပွဲရဆိုတော့မြို့နယ်ပို့ပြီးတော့မှနီးလာတာဖြစ်ပြီးတော့စကောင်စီအရဆိုရင်အင်အားများပြားနဲ့ထိုးစစ်ဆင်တက်ခိုက်နေတယ်လို့ကျွန်တော်တည့်ရပဲဖြစ်ပါတယ်။ဒီနောင်ချိုမြို့ကိုရရှိနေဖို့စစ်ခွေးတွေရတော့ဟုဆိုရင်အင်အား6000နီးပွားနေပါတော့ကျွန်တော်တို့တော်လန်တပ်ဖွဲ့ဝင်တွေကိုရှင်းလင်းမှုတွေလုပ်ဆောင်နေတယ်လို့နောက်ထပ်တည့်ရပြီးတော့မှတည့်နေလေ ေကတော့နောင်ချုံမျိုးကိုလုံးဝမပေးဘူးဆိုတော့အခုဆိုရင်ဘယ်လိုမျိုးတွေထပ်ပြီးတော့မှဖြစ်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြမှာပဲဖြစ်ပါတယ်ကျကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျွန်မကတော့ ABSDF အဖွဲ့ဝင်ကော်မတီဟောင်းတယောက်ဖြစ်တဲ့စလိုင်းရောဝါနေပြီးတော့မှစစ်ကောင်စီရဲ့ရွေးကောက်ပွဲခြံထဲပေါ့နော်ကျွန်တော်တို့ဆိုရင်တော်လန်ထိုးစစ်တွေကဒီထက်ပိုပြီးတော့မှပြင်းထန်လာနေလားဆိုတဲ့ပတ်သက်ပြီးတော့မှသူ့မြင်ကိုတုံးသက်ပြောဆိုထားတာဖြစ်ပါတယ်။သူဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ဟိုဆွန်းနွေးဝဲအလားလာကတော့ကျွန်တော်ထင်တယ်တော်တော်လေးဝေးတယ်လို့ကျွန်တော်မြင်နေရပါနော်။ ဆိုတော့အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီနေ့ရန်သူကရန်သူကပစ်စုံဆွေးနွေးလို့ဒါသူပါဇက်ကပြောတာလေဒါပေမဲ့ဒီနေ့တတိကီတူလူတို့ကိုအာလေချောင်းကိုအသုံးပြပြီးတော့ဘုံကျဲနေတယ်တိုက်ခိုက်နေတယ်ဆိုတော့ဒါတွေကကျွန်တော်ကြည့်တာတော့ဒီအပြည့်သဘောဆောင်တဲ့လက္ခဏာဘက်ကို check မှုမဟုတ်ဘူးလေနော်သူ့ရဲ့ထိုးချစ်တရားပို့ပြီးတော့လုံလာတော့တွေ့ရတယ်ပို့ထိုးချစ်ပို့လို့တယ်ဆိုတော့လေအဓိကသူ့မှာအားကဒီလေချောင်းပဲရှိတော့တယ်ဗျာနော်ပြောမယ်ဆိုတော့လေတက်ပါဗျာဒီလင်းပြန်နေတဲ့အဲလေတက်ပဲရှိတော့တော့ဆိုတော့ဒီအားကိုယူပြီးတော့ကျွန်တော်တို့တိုက်ခိုက်ချင်မှုနဲ့ချင်မှုနဲ့လာဖြစ်တယ်ဆိုတော့ သူ့ရဲ့အဲလုတ်တဲ့လုံရက်တွေကိုကြည့်ရတာကတော့အပြည့်သဘောဆောင်ပြီးတော့အပြည့်သဘောဆောင်တဲ့ဘက်ကိုဦးတည်လာလည်းမတွေ့ရဘူးเนาะနောက်တစ်ခုကတော့ဒီရွက်ကောက်ပဲပေါ့ဆိုတော့အခုအာဆီယံမှာအာဒီမလေးရှားအပမလေးရှားပေါ့เนาะမလေးရှားကိုအဓိကပြောတာမလေးရှားတော့ဒီနေ့သူကအာဆီယံဥက္ကဋ္ဌလေးဖြစ်တဲ့အခါကျတော့မလေးရှားကိုနိုင်ကဒီရွေးကောက်ပွဲအဲမတိုင်ခင်ပေါ့နော်ရွေးကောက်ပွဲလုပ်ဖို့တက်ကိုတွဲဆုံဆွေးနွေးလုပ်ဖို့တက်ကိုပို့ပြီးတော့တိုက်တွန်းတော့တွေ့ရတယ်ပို့ပြီးတော့ဟို ကြိုးစားတော့တွေ့ရတယ်เนาะဆိုတော့အဲ့ဒါကြောင့်အဲ့ဒီအချင်းတွေကြည်ချင်းအဖြစ်အဲရန်သူကတော့ကျွန်တော်ထင်တယ်သူကတော့ကျွန်တော်တို့ဆက်ပြီးချမယ်လို့မြင်ပါတယ်เนาะအဲ့ဒါတစ်ခုပဲနောက်တစ်ခုကအဲသူသူရွက်ောက်ပွဲအတွက်ပေါ့เนาะရွက်ောက်ပွဲပဲသူကဆက်ပြီးတော့တောင်းထိုင်ပဲကြိုးစားကြိုးစားနေတဲ့အချိန်တန်းတွေတွေ့ရတယ်အခုဆိုရင်လည်းကျွန်တော်တို့ကော်မရှင်ကဒီရွက်ောက်ပွဲကော်မရှင်ကလည်းသူတို့အကြေညာချက်တွေထုတ်နေတာတွေ့ရတယ်လीเนาะအဲ့တော့ကျွန်တော်တို့ဒီဘက်ကဒီတန်းသားအင်အားစုတွေအချိန်တွေကိုကြည့်မယ်ဆိုရင်ထစ်တုံညာနှစ်ခွန်းတော့ကျွန်တော်တို့အရှင်မကောင်းဘူးအရှင်ကတော့ကျွန်တော်ထင်တယ်အဲရော့ကြပါဒါပေမဲ့သူတော့အရှင်ကရှိနေစေဖြစ်တယ် နော်အဲ့တော့ခုနကျွန်တော်ပထမပိုင်းမှာပြောတဲ့လိုပဲ EAO ရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်ထင်တယ်နှစ်ပိုင်းတွေ့ရတယ်ပေါ့ညာကျွန်တော်တို့တချို့ကတော့တချို့ EAO တွေကတော့ကိုကကိုတချို့နေမျိုးကိုထိန်းချုပ်တာပြီးထိန်းနေနေတခုကိုကျွန်တော်ကထိန်းချုပ်ပြီးဆိုရင်ဒီထိန်းချုပ်ထောင်းအောင်လည်းမရဘူးဗျာဆိုတော့သူနဲ့ပတ်သက်တဲ့လိုအပ်တဲ့အဲအုတ်ချွေးကိစ္စတွေကျွန်တော်ဆောင်ရမှာပေါ့ဆောင်ရမယ်ဆိုတော့တချို့ကကိုထိန်းချတဲ့နေနေဒီမှာအုတ်ချွေးကိစ္စတွေဆောင်ရတဲ့အခါကျတော့ထိုးစစ်ကိုအရန်ဦးစားမပြင်းနိုင်တဲ့အခြေအနေမျိုးတွေ့ရတယ်။ဒါပေမဲ့ထိုးစစ်တော့ရှိတယ်ထိုးစစ်ကတော့ရန်သူရန်သူကိုယ်စီကိုလာနိုင်မဲ့အခြေအနေမျိုးကိုကျွန်တော်ဟန့်ထားတဲ့အခြေအနေမျိုးကျွန်တော်တွေ့ရတယ် เนาะဆိုတော့ဘုဥပမာပြောမယ်ဆိုရင်ကျွန်တော်တို့ AA เนาะ AA ကတစ်ဖက်မှာကြောက်ဖြူလေးထိုးတယ်ဒါပေမဲ့တစ်ဖက်မှာပူထင်ထားတဲ့နေကြီးကြားထဲမှာလည်းအုတ်ချွေးလုပ်ငန်းတွေကိုဟိုစူးစမ်းပြဆောင်နေတာတွေ့ရတယ်နောက်တစ်ခါ TNL လေးနဲ့ထုံပြီးလုပ်အောင်မယ်เนาะဆိုတော့အဲ့လိုမျိုးဟာတွေ့ရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဥပမာ KNU ဘက်မှာเนาะ KNU ဥပမာပြပြပြောမယ်ဆိုရင်တော့ KNU ကကျွန်တော်တို့ဆွန်းရှင်းသွားတဲ့နေကြီးတွေကိုကိုကရောက်တိုက်နေရတာတိုက်နေတဲ့ခါကျတော့တစ်ဖက်ကိုကျွန်တော်တို့ကဟိုအဓိကကြတဲ့ထိုးစစ်ကြီးပေါ့ဗျာနော်အဓိကကြတဲ့ထိုးစစ်ကြီးကိုကျွန်တော်တို့ဟိုမစင်နိုင်မစင်လွှမ်းနိုင်နေတဲ့အခြေအနေပဲရှိရတယ်ဒါပေမဲ့တွေ့တော်လိုက်ထိုးစစ်တော့ကိုကျွန်တော်ထင်တယ် ဲပြင်ဆင်နေတဲ့အခြေအနေမျိုးဖြစ်တယ်လို့ကျွန်တော်ပြောခြင်းတယ်ဆိုတော့ကေအိုလည်းထုံးလေးကောင်းပဲနော်ကေအိုလည်းသူ့ရဲ့ထိန်းချုပ်ထားတဲ့နေမျိုးကိုသူကပြန်ပြီးတော့ဟိုရရနိုင်ရရနိုင်အတွက်သူကြိုးစားဆောင်ရနေတယ်ဆိုတော့သူလည်းထုံးလေးကောင်းပဲအဓိကထုံးစစ်စနိုက်ဘူးတို့ကိုကျွန်တော်ဒီနေ့ပြင်ဆင်နေတဲ့အခြေအနေမျိုးလို့ကျွန်တော်တွေ့ရတယ်ဗျအဲ့တော့ဒီကနောက်တစ်ခုကတော့ကျွန်တော်တို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဟိုထုံးစစ်တစ်ခုဆင်ဖို့ဆိုတော့ကျွန်တော်တို့မှာရှိနေတဲ့ဟိုပြင်ဆင်မှုပါနော်ပြင်ဆင်မှုဆိုတော့ကျွန်တော်တို့မှာရှိနေတဲ့ဒီအင်အားပေါ့အင်အားဆိုတာ လည်းနဲ့အရင်တွင်ရောပေါ့ဗျာကျွန်တော်ထင်ဟိုအဲ့ဒီအခြေအနေပေါ်မှာမူတည်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒါကြောင့်ကျွန်တော်ထင်တယ်2015မှာတော့ကျွန်တော်ထင်တယ်တိုက်ပွဲတွေကဟိုဆက်ပြီးဖြစ်ပေါ်လာနိုင်ပါတယ်เนาะအဲ့တော့တိုက်ပွဲထိုးစစ်ကြီးတွေဖြစ်မဖြစ်ဖြစ်ပေါ်တော့အခုကျွန်တော်တို့အဲအင်အားစုအောင်လို့အားလုံးပေါင်းနေတဲ့ထိုးစစ်ကြီးတွေဖြစ်မဖြစ်ဆိုတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့အဲ့ဒီအခြေအနေကတော့ဟိုပြောဖို့စောစောသေးတယ်နောက်တစ်ခါကျွန်တော်ထင်တယ်စောင့်ကြည့်ရမယ့်အခြေအနေမျိုးဖြစ်တယ်လို့ပြောချင်ပါတယ် ဒါတော့ဗောနောကျွန်တော်တို့စလန်ရောအောင်ကနေပြီးတော့မှခုဆိုရင်မြောက်လိုင်းကတော့နင်းချာရေးဆွေးနွေးချင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုနေပြီးမှတစ်ဖက်မှာကျွန်တော်တို့တော်လန်တပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့အနေမျိုးတို့ပြန်လည်ရရှိနိုင်ဖို့ထိုးစစ်ဆင်မှုတွေလှုပ်ဆောင်နေတဲ့ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တယ်။တနည်းအားဖြင့်ဒီကောင်ကဆိုရင်အပြောနဲ့အလို့ကိုဗောနောလုံးဝကန့်ညိတာမလို့ပဲနဲ့ဟုတ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေပေါ်မှာဂျင်းထက်ပြီးတော့မှသူရဲ့နိုင်ငံရေးထုတ်ဖော်ဖြစ်တဲ့ရွေးကောက်ပွဲကိုမဖြစ်မနေရအောင်ကြိုးပမ်းပြီးတော့မှလှုပ်ဆောင်တော့မယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့သိရှိရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လဲကျွန်တော်တို့တော်လန်ရေးအဖွဲ့တည်တည်ကနေပြီးတော့မှမြောက်လိုင်းနေတဲ့ရွေးကောက်ပွဲမှာကျင်းပနိုင်အောင်အဆောင်ကိုတားဆီးမယ်ဆိုပြီးတော့မှကြိုးကြ ော်ထားကြတာမလို့ဒီနေ့ဟာဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်တိုက်ဖွဲ့တွေဒီတက်ပုံပြမပြင်းထန်လာဖို့ရှိနေတာပဲဖြစ်ပါတယ်ပြည်သူတွေအနေနဲ့လည်းတရုတ်နေနားဆိုရင်လည်းတပတ်ကနေပြမကျွန်တော်တို့တော်လန်ရဲဘော်တွေပေါ်မှာကိုတက်နေတဲ့ဘက်ကနေပြမကိုကြီးထောက်ပံ့လိုက်မယ်ဆိုတော့ကျွန်တော်တို့အောင်ဖွဲ့တွေဟာဆိုတော့မချခင်မှာဒီတက်ပုံပြမမြလာဖို့ရှိနေတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ LPDF တာဝန်ခံရဲဘော်ထူးလေးကနေပြီးတော့မှဘီတူတရလုံးရဲ့ပေါ့နော်ခွန်အားတွေနဲ့အခုဆိုရင်ကျွန်တော်တို့အနေနဲ့တော်လန်ထိုးစစ်ကြီးတွေစတင်ပြီးတော့မှစီနွေးနိုင်ဖို့စ조사နေတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတဲ့အားလေးကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ကျွန်တော်တို့တော့မှာတော့ပြည်ရှိဗီဒီယိုရအဘင်းတော့ခံမှုအများကြီးရှိအခုရှိတာကကျွန်တော်တို့ဗီဒီယိုရမအားဘူးကြာကျွန်တော်ဗီဒီယိုအားရမထင်ပါနဲ့မအားပါဘူးသူတို့အာမတန်လို့မန်ရှော့နေရတဲ့အချိန်မျိုးပဲရှိနေတယ်အချို့အရာတွေက ကျွန်တော်တို့အလှမ်းဝင်နေဖို့မပါဝင်နိုင်သေးရပဲရှိနေရှိနေသူတို့ရဲ့ရင်ထဲမှာသူ့ရဲ့စိတ်ထဲမှာဒီအာနာစီကိုမကြိုက်ဘူးဆိုရရတော့တနေ့မှတနေ့ရတာသူတို့တွန်းလှန်ပါလားရှင်ရမှာတချိန်ချင်းကြလို့ရှိရင်ညကလက်နဲ့ထွက်ကန်ပြီးတော့တွန်းလှန်မဲ့ပြီးတော့ပေါ်ပေါက်ရင်ပေါ်ပေါက်လာပါလိမ့်အဲ့တော့ပြောချင်တာကျွန်တော်တို့ကပြည်သူထွက်ကန်မှုနဲ့တွားတယ်အဲခုနပြောချင်တဲ့ဇာတ်ကားကဟိုပြည်သူတွေမအားဘူးဆိုတာဘယ်ဖွဲ့စည်းကဘယ်လိုတွားနေလဲဘယ်ဖွဲ့စည်းကဘယ်လိုလုပ်ဆောင်နေလဲဘယ်သူကပြည်သူကိုအခြေတူကြီးတွားနေဆိုတော့ကျွန်တော်တို့ဒီကအကောင်းဆုံးပြီးအဲ့တော့ကျွန်တော်တို့ပြည်သူတွေမအားဘူး အထူးအရာတွေမှာကကျွန်တော်က line ပေါ်မှာကဘယ်လိုပဲအဲပုံလေးလောက်အောင်မတင်တင်လူကြီးကောင်းအောင်မတင်လူကြီးများအောင်မတင်နေနေဒီပြင်မှာရှိတဲ့ပြည်သူကကြည့်တယ်အဲ့ပြင်မှာကြည့်ရတယ်ဆိုရင်အစင်းလဲစင်းလဲခုချိန်မှာကျွန်တော်ရန်တုတ်တဲ့နေခင်ပြီးမှာဘုန်းအတားနဲ့စကားတစ်လုံးစာတစ်လုံးဒီလိုတို့ပို့တဲ့တိုင်းတော်တော်အထူးအရာတွေကနားလည်နေတယ်ပေါ့နော်အဲ့တော့ပြောချင်တာကဘယ်လိုတွေဘယ်လိုပဲကျွန်တော် line ပေါ်မှာအချိန်ကြီးဝိုင်းနေတယ်ကျွန်တော်ကဘယ်လိုလုပ်နိုင်ပြီကျွန်တော်ကဘာလုပ်နိုင်ပြီဘယ်လိုပဲပြောနေနေကျွန်တော်မြင်မှာရှိရပြီပါတယ်။ဘယ်အဖွဲ့ကဘယ်လိုလုပ်ဆောင်နေလဲဘယ်လိုဘယ်အဖွဲ့ကဘယ်လိုငွေရတယ်တောင်းနေအောင်ရှိတယ်။အဲကြောင့်မို့လဲကျွန်တော်တို့ ဒီတနေ့ဖက်တော့အချိန်ပေးမှာနောက်ဆုံးအောင်လုပ်ကြပြီးတည်းအခွက်ဆိုပြီးကျွန်တော်ဟိုလောက်ရအမှန်တော့လဲကျွန်တော်တမိုင်းကြံမယ်လို့ထင်ပါတယ်အဲ့တော့အစွတ်လောက်ရတယ်လောက်ရမှာတမိုင်းကြံတာဖြစ်တယ်ခုချိန်မှာဘာလို့လောက်ဒီရက်တင်နေတာလဲအဲမင်းမဘယ်မှာထောက်ပံ့လို့ကြီးတချို့ရက်တင်နေတယ်ကျွန်တော်မှပြည်သူရှိလို့ကျွန်တော်ရက်တင်နေတာဖြစ်ပါတယ်ကျွန်တော်ပြည်သူကျွန်တော်သွားနေရဲ့ပုံစံကျွန်တော်သွားနေရဲ့လူဝါဒကိုကျွန်တော်တို့ပြည်သူကောင်းကောင်းကြည့်ရဲ့အဲ့တော့ကျွန်တော်တို့မှပြည်သူနောက်မှပြည်သူဆိုတဲ့ပြည်သူထောက်ပံ့မှုလို့ကျွန်တော်မှလုပ်ရတာဖြစ်ပါတယ်ဘာလေးဆိုလို့ဆိုရင်ကျွန်တော်ပြည်သူရှိပဲကျွန်တော်ခုချိန်ဒီကျွန်တော်ရဲ့ပါဆယ်လည်းပဲဖြစ်ဖြစ် ဖေးဖို့ပေါ့ဖေးဖို့ကျွန်တော်တို့ဒီမှာပြရသေးတယ်ကျွန်တော်အထူးခံဖို့လေမတင်ဘူးမတင်ဘူးဒါပေမဲ့တို့နေမိတဲ့မှာလဲရွာထဲကိုလိုက်ပြီးသူ့ရဲ့အထူးခံလာအလူမခံဘူးဒါပေမဲ့ဘာလို့ကျွန်တော်တို့ဒီလိုမျိုးမြင်နေကြတယ်ဆိုငါတို့သားတွေငါတို့သူလေးတွေတို့အသက်တွေကိုဆုံးလို့ပြီးဆေးမှာရရဝုန်းနဲ့တိုက်နေကြတယ်ไอ้ไต่เนี่ยมางารุปีดูเนี่ยแหละตะขั่วตะลั้นเนี่ยงารุปีดูนี่ตาวนจีบ่เราตัดไหนแล้วมุตะคู่แหละพี่ๆยะตะคู่แหละพี่ๆตรุอะนีเนี่ยโคสิ่งเนี่ยกูตูลาดาวจนเราดูนะเนาะมันตรุปีดูปาวนเนี่ย ြည်သူခုခံတော်လှန်စစ်ဆိုတာဖြစ်အလုံးမုံကနဲ့ကျွန်တော်ကလက်နဲ့ကြည့်ပြပြီးတော့မင်းတို့ဒါထူရမှာကွာမင်းတို့ဒီလောက်တော့ပြရမှာတတ်မှတ်ချင်တယ်လို့ဆိုကျွန်တော်ကပြည်သူခုခံတော်လှန်စစ်မဖြစ်နိုင်ဘူးအဲ့ဒါကျွန်တော်တို့တော်လှန်ပြည်သူကိုစီးရင်ဆင်းတယ်မပါဝင်တော့အချို့အရာတွေမှာမပါဝင်လာပြီးရှိနေတာမှာကျွန်တော်တို့စီးရင်ဆင်းပြီးတော့ကိုယ့်ဘက်ကိုပြန်ပါဝင်လာအောင်လို့ကျွန်တော်တို့စီးရင်ဆင်းရန်သူကိုလက်နဲ့ချင်းတိုက်ပြီးတော့တရားတည်စီချင်တာနဲ့ရန်သူကိုကိုယ့်လူဖြစ်အောင်လို့ပြန်ပြီးလုပ်နိုင်မယ်ဆိုတော့ဆက်ဆောင်နေဆိုတာဘယ်သူမှလိုက်မလို့လည်းအရာလို့ကျွန်တော်လက်ထင်တယ် ကိုရဲဘော်ထူလေးပြောတော့ရပြီမာနဲ့နော်ကျွန်တော်တို့အနေနဲ့ဒီတော်လိုင်းမှာဆန္ဒပြတူတက်လုံးပေါ်နေကိုဘက်ကနေမြန်မာစီယုံတင်းတင်းမှုတွေဒီထက်ပြောင်းလောဆောင်ရမယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ကြားရပဲဖြစ်ပါတယ်တစ်ဖက်မှာဆိုတော့ကျွန်တော်တို့ CRPH ရဲ့စီတယ်မှုပြေဟာလိုမျိုးတွေရာဆိုရင်ကျွန်တော်တို့ပြည်သူတွေချင်းချင်းကြားထဲမှာသူခွင့်မှုတွေဒီထက်ပိုပြီးတော့ဖြစ်လာစေနေတာမလို့အတားတွေကိုကျွန်တော်တို့အထက်ကောင်းဆောင်တွေကနေပြန်မတေချာလို့ပြန်လဲစစ်စစ်တုံးတက်ပြီးတော့မှာပေါ့နော်ဘယ်လိုမျိုးတွေကန်တွေ့တင်းလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှာပြန်ပြီးဆွေးနွေး ကြံပြုရယူတင်နေတာပဲဖြစ်ပါတယ်ခုဆိုတော့ကျွန်တော်တို့မြေပြင်မှာရှိနေတဲ့တော်လံပီသူတွေရာဆိုရင်ကျွန်တော်တို့ရဲဘော်တွေနဲ့သူဒီတော်လံမှာထက်ထက်ဝင်ပူပေါင်းပေါ်ပြီးတော့မှဆောင်ရွက်နေကြတယ်မလို့ဘယ်ဖွဲ့စီဘယ်တပ်ဖွဲ့ကကောင်းကောင်းလုံးလုံးနေတယ်ဆိုတာကိုကျွန်တော်တို့เนี่ยခွဲခြားစီးဆက်နိုင်စွမ်းရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမပိုင်ရက်ကိုကနေပြီးတော့မှတရင်ဆာနာပြောင်းနေတဲ့သဘောနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးခြေခွက်လိုက်မယ်ဆိုတဲ့ပြောဆိုထားအောင်မလဲဆိုတာကျွန်တော်တို့စစ်ပြီးတော့မှခြေလဲရအောင်နော် တကယ်တော့ကိုစောဘိုးကြီးကဘာမှမဖြစ်ဘူးဆိုတာလေးပဲကျွန်တော်ပြောပြပါရစေအများကြီးတဲ့ကျွန်တော်တို့တော့မမေးပါနဲ့ဟိုပေါ့ပြောတာပဲနော်မမေးပါနဲ့ချက်ပေါက်ကလည်းလာမမေးပါနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဘာမှမဖြစ်ဘူး AC ပါလို့ပဲကျွန်တော်အနေနဲ့ပြောပြစီသူလည်းသူ့လို့သူ့လို့ကိုလည်းကိုလို့ကိုလို့နေရတာပါနော်ဒါလေးကိုတော့ပြောပြစီအဲကိုစောဘိုးကြီးတဲ့စိတ်ဝင်နေတဲ့ညီကောင်မများနော်ကျွန်တော်တို့တွေကိုချစ်တယ်ကိုစောဘောကြီးလို့ကျွန်တော်တို့ချစ်တဲ့ညီကောင်မများအားလုံးရှိပါလေမုံတဲ့လူလည်းရှိလို့ချစ်တဲ့လူလည်းကျွန်တော်တို့မှရှိသေးတာနော်ဒါလေးတော့ပြောပြရစီမုံတဲ့လူလည်းရှိတယ်ကျွန်တော်တို့ချစ်တဲ့လူလည်းရှိတယ်နော်ချစ်တဲ့လူတွေကျွန်တော်တို့အားပါဗျာမုံတဲ့လူတွေတော်တော်ဒါလည်းအားပဲလုပ်ရမှာပဲနော် ဲ့တော့ချက်တဲ့သူတွေကိုလည်းပြောစေချင်ပါတယ်ကိုဇော်ဘိုးရဲ့ချက်တဲ့သူတွေရောအဲအားလုံးသိစေချင်တာက AC ပါလို့ပဲပြောပြရစီเนาะဘာမှစိတ်မပူပါနဲ့အဓိကကတော့အဲအလုတ်အလုတ်လုပ်နေကြတဲ့သူတွေပဲဖြစ်တယ်เนาะကိုလုတ်ကိုလုတ်ကြတဲ့သူတွေပဲဖြစ်တယ် ကိုလုတ်ကိုလုတ်ကြတဲ့သူတွေဖြစ်လာကိုစော်ဘုန်းကြီးကဒါဟိုနေဖြစ်တာတော့မဟုတ်ပါဘူးเนาะအဲ့ဒါလေးတော့ကျွန်တော်ပြောပြစီအဲတချို့ဟာကြီးကြတော့ကျွန်တော်တို့ flu ဝက်ကိစ္စတွေဖြစ်လို့ကျွန်တော်အများကြီးမပြောပြမပြောတော့ဘူးအဲလူရင်းတူရှင်းလေးပြောမယ်ဆိုရင်ကိုစော်ဘုန်းကြီးက EC ပါเนาะဒါပဲပြောပြစီအဲလိုအပ်တဲ့ဟာကြလို့ဆိုရင်နောက်ကြကျွန်တော်ထုတ်ပြောပြကြပြပေးပါမယ်ဒီချိန်ဒီကာလမှာတော့အဲအားလုံးကအကြောင်းမျိုးနဲ့ကိုလုတ်ကိုလုတ်နေကြတာဖြစ်တဲ့အတွက်အဲအလုပ်ပေါ်မှာပဲအာယုံဆိုင်ပေးဖို့အတွက်ပဲပြောတင်ပါတယ်ကိုစော်ဘုန်းကြီးနဲ့ EC ပါနိုင်ငံတော်ကြီးလက်မချခင် agent တော်မယ်ငွေကြေးတော်မယ်ဆိုတာလေးပဲကျွန်တော်ထပ်သိမ့်ပြီးတော့အားမခံပြောတင်ပါတယ်ဗျာဘာဖြစ်လို့လဲဆိုတော့မချခင်မှာကျွန်တော်တို့ ဟိုတက်မော်ကတက်မော်ကရရှိနိုင်တဲ့လောက်နေရာတွေကိုအမြန်ဆုံးဒါလက်ကပြန်ရယူအောင်လှုပ်ဆောင်နေပါတယ်တန်တမန်ကြီးရတော့လကောင်းเนาะတိုက်ဟိုတိုက်ခိုက်တဲ့ရေးရတော့လကောင်းပေါ့เนาะအခုဆိုနောက်ထိုးဆိုလို့ချိန်ကျွန်တော်တို့ ်နောက်ထပ်သလိုချင်ဘယ်နာပြောင်းနေပြီလားဆိုတော့နောက်ဩရောက်မှာဒါကျွန်တော်တို့ပွဲကားလိုက်တာဘယ်လောက်နေတော်တော်ခိန်တာပဲအများကြီးပဲပြီးတော့လဲနောက်ထပ်ဝိုင်းလာတယ်ဟုတ်လား minus 10 timer ကွန်နဲ့ rifle ဆိုတော့ rifle နဲ့ပြင်အောင်ထိနေတယ်သူက2မိုင်3မိုင်ပဲရှိတော့ဆိုတော့4မိုင်အများဆုံး2မိုင်3မိုင်နာတော့ပြီးရောက်နေပြီဆိုတော့ဒါဘလိုပဲပြနှမ်းပြစ်လို့တော့ဝိုင်းထောက်လာတဲ့အနေအထားမျိုးရှိတယ်အဲ့တော့မကြခင်မှာနောက်ထပ်ရရင်ဟိုဘက်ကကြောင်မဲ့တီးဖို့လာကျတဲ့နေကုတ်ခိုင်အကုန်လုံးကအေးချမ်းပဲပြီးွားလို့ရှိရင်ဘလိုချိန်မလဲဆိုတော့စီးအကြောင်းအရာရတော့ကျွန်တော်တို့ပြောလို့မရပါနဲ့ ဲဒါမှကြာခင်အေးတန်းသွားမယ်လို့ကျွန်တော်တို့သိရှိရတယ်နော်နောက်တစ်ခုကျတော့သခိုင်းတိုင်းပဲဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒါအုံတော်တို့နော်စာစာတောင်စာတောင်ဘက်ပေါ့နော်အုံတော်တို့စာတောင်ဘက်တို့ဒါစစ်ကြောင်းသွားမဲ့တပ်မတော်သားတွေကိုဒါကြိုတင်ပြီးတော့သူအကြမ်းဖက်တွေကဆောင်းဆိုင်နေတာရှိတယ်နေရာတွေနေရာတွေကွက်ကြွက်ကြတဲ့ယူပြီးတော့သူတို့ကဘီဝါခင်းနေတာရှိတယ်အဲ့တော့တပ်မတော်ဘက်ကစကိုင်းတိုင်းဘက်ကတော့စစ်တောင်းထုတ်မဲ့ညီကောင်မောင်သားတွေညီကိုတွေ တက်မှောင်သားလေးတတိကြီးကြီးထားပေးဖို့တော့ကိုပြောချင်ပါလေဒီရဖြစ်စင်နေဘူးတလင်းဖြစ်စင်တော့ဘာလို့ကိုပဲပြတ်ကြည့်ပါစစ်ကြောင်းလိုက်ရှင်းလင်းခံလိုက်ရတာဒီကိုကျွန်တော်တို့တွေ့ရှိရမှာပါပြီးတော့မှစစ်ကြောင်းရှင်းလင်းခံပြီးတော့မှအုံအုံတင်းတင်းလောက်တဲ့ခါကျတော့ကျွန်တော်နှစ်ခါနာဖြစ်ပါတယ်မီးရင်ကဲဒီခေါင်းတော့ခုဆန်တယ်ပေါ့နော် သူတို့အနေနဲ့ဇောပွင့်ရဆိုရင်တော့တရင်ဆာနာပြောင်းနေတာကထောင်ထဲမှာကြမ်းကြမ်းမှမှနဲ့နေရတယ်ဆိုတဲ့ပုံစံမျိုးတွေအထိပြောလို့မျိုးဆက်ပြောဆွနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့တော့ဆုံးချတည်ရတဲ့လောက်ဆိုတော့ဇောပွင့်ရဆိုရင်ထောင်ထဲမှာဒီထူးကျိတ်ခံရတယ်ဆိုတဲ့တရင်မျိုးတွေလည်းနောက်ထပ်တည်တာပြမသူအနေနဲ့ပေါ့နော်အနည်းဆုံးထောင်ထဲဆယ်နေရတော့ပြင်းလို့ဘူးဆိုတဲ့ကျွန်တော်တို့တရင်မျိုးတွေလည်းနောက်ထပ်ချတည်နေရပဲဖြစ်ပါတယ်တစ်ဖက်မှာစစ်ကောင်ဆရာဆိုရင်ကျွန်တော်တို့တင်ရလေးထင်းချုပ်ထားတဲ့နောင်ကျွမျိုးကိုရရှိနိုင်ဖို့တရဇက်စစ်ချောင်းထုံးမှုတွေလှုပ်ဆောင်နေတာဖြစ်ပေမဲ့ကျွန်တော်တို့တင်ရလေးဘက်ကနေပြမနောင်ကျွမျိုးကိုပြန်လည်ပြစ်တော့မှာမဟုတ်ဘူးဆိုပြ င်မှာညညာချက်ထုတ်ပြန်ထားတာမလို့နောင်ချိုမျိုးတိုက်ပွဲအဆင်တော့ကျွန်တော်တို့ data program ပြင်ထန်လာဖို့ပဲရှိတာဖြစ်ပါတယ်။နောက်ဆုံး video တဘို့အနေနဲ့အခက်တကသတင်းတဘို့လေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လဲရအောင်နော်။မြန်မာနိုင်ငံမှာအဆောက်အုံတွေတိစောက်မယ်ဆိုရင်ငလင်ပြင်းအားရှစ်အဆင့်ကိုခံနိုင်ရမယ်ဆိုတဲ့အကြံဖက် main online ရဲ့ညွှန်ကြားချက်ကြောင့်ရန်ကုန်မြို့ကဆောက်လုပ်ရေးလုပ်ငန်းအများစုရပ်ဆိုင်ထားရပြီးစီပင်အတွက်လှုပ်ရှားခွင့်ကြီးဖြစ်နေတယ်လို့ရန်ကုန်မြို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ကရန်ကုန်ခက်တက်ကိုပြောပါတယ်။ဒါကတော့ မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာကြီးမားပြင်းထန်တဲ့ငလင်ကြီးလှုပ်ကပ်သွားပြီးတဲ့နောက်အဆောက်အုံတိုက်တာပေါင်းများစွာပြိုကျမှုတွေဖြစ်ပွားခဲ့တဲ့အတွက်အကြမ်းဖက်မင်းအွန်လိုင်းကမြန်မာနိုင်ငံမှာအဆောက်အုံတွေတိစောက်မယ်ဆိုရင်ငလင်ပြင်းအရှိအဆင့်ကိုခံနိုင်ရမယ်ဆိုပြီးညွှန်ကြားထားပြန်လဲဆိုပါတယ်အဲဒီလိုအကြမ်းဖက်မင်းအွန်လိုင်းရဲ့ညွှန်ကြားချက်ကြောင့်လက်ရှိရန်ကုန်မြို့မှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းအများစုဟာမေလာဇန်းပိုင်းကစပြီးရန်နာထားရတယ်လို့မင်းအွန်လိုင်းရဲ့ညွှန်ကြားချက်ဟာလက်တွေ့မကျပဲငလင်ပြင်းအရှိအဆင့်အထိခံနိုင်ရရှိရမယ်ဆိုတာဟာတကယ်တမ်းက သူတို့တင်သွင်းနေတဲ့တန်ချောင်းနဲ့ပြည်လက်မြေတွေကအရေးအသွေးမပြည့်မီပဲအဓိကဆောက်လုပ်ရေးလုပ်ငန်းတွေမှာတန်ချောင်းပြည်လက်မြေနဲ့အောက်အရေးအသွေးပြည့်မီဖို့အရေးကြီးတာဖြစ်တယ်လို့လည်းဆောက်လုပ်ရေးလုပ်ငန်းရှင်ကရှင်းပြထားပါတယ်။လက်ရှိမှာတော့အကြံဖတ်မြင့်အောင်လိုင်းရဲ့လက်တွေ့မကျတဲ့ညွန်ကြားချက်ကြောင့်ပဲရန်ကုန်မြို့ကဆောက်လုပ်ရေးလုပ်ငန်းအများစုဟာရပ်ဆိုင်းထားရတယ်လို့သူတို့စတဲ့လောက်ကစီပင်ကဆောက်လက်ဆတဝက်တပြက်လုပ်ငန်းတွေရောမဆောက်ရသေးတဲ့လုပ်ငန်းတွေပါငလင်ပြင်းအားရှစ်အဆင့်ခန်းတိုင်းမခန်းတိုင်းအကုန်ပြတ်စစ်မယ်ဆိုပြီးရက်ခိုင်းထားတဲ့အတွက်တချို့ဆော့လက်ဆလုပ်ငန်းအသေးတွေကတော့ လုပ်ငန်းရထားရင်မကိုက်တဲ့အတွက်စီပင်ကိုလက်ထိုးရတဲ့အခြေအနေတွေဖြစ်လာပြီးစီပင်ကလည်းပုံစံမျိုးစုံနဲ့လုပ်ငန်းရှင်တွေစီကနေငွေညစ်တာတွေလုပ်နေတာကြောင့်ရန်ကုန်စီပင်အဖွဲ့အတွက်ကတော့လုစားခွင့်ကြီးဖြစ်နေပြန်တယ်လို့ရန်ကုန်မြို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ကပြောထားပါတယ်ခင်ဗျာ စီပင်ဖွဲ့ကောင်တွေကတော့ပွားပြီနော်အခုဆိုတော့စမ္ပတ်ပေမတဲ့ဘူးမတိဘမ်တိနဲ့ခုလိုမျိုးကျွန်တော်တို့ပြည်သူတွေဆောက်လုပ်ထားတဲ့နေရင်တွေကိုငလျင်အဆင့်၈ကိုအနည်းဆုံးခံနိုင်မယ်ဆိုတဲ့စံတတ်မှတ်ထားပြီးတော့မှကျွန်တော်တို့စီကနေပြီးတော့မှအချောင်အချီတွေလိုချင်နေတဲ့မြောက်လာရဆိုတော့ကျွန်တော်တို့ပြည်သူတွေပေါ်မှာဆက်လက်ပြည်သူမှရုံမာနေတာပဲဖြစ်ပါတယ်ဒါတွေချစ်ချက်ဖြစ်ကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတော့မှကူညီဖို့မစင်စားပဲနဲ့ပို့ပြီးတော့မှပေါ့နော်ဒုက္ခနှုန်ထဲကိုတွန်းပို့နေတယ်ဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့မှတွေးရှိတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့မြောက်လိုက်တဲ့ဖစ်ဆက်အနာရှင်လူတစုဟာဆိုရင်ကျွန်တော်တို့စီကနေပြီးတော့မှကိုချေရယူပြီးတော့မှသူတို့ကိုကြိုးအတွက်အချိုးစီးပွားတွေဆက်လက်ပြီးတော့မှလှုပ်ဆောင်နေမှာဆိုတော့တည်တာနေတာပဲဖြစ်ပါတယ်။ပြီးတော့တရားလုံးအနေနဲ့အခုလိုမျိုးကျွန်တော်တို့ကိုဝင်ဝင်ပြီးတော့မှထိုးနေနေတဲ့စကောက်စီတဖို့အနေနဲ့ဘောမအယိုးကိုက်တွေကိုလည်းကျွန်တော်တို့အနေနဲ့ပေါ့နော်တခါတဲ့ပြက်ရှင်းဖို့လိုနေတာဖြစ်ပြီးတော့မှရေတော်လိုင်းမှာဆိုတော့ကျွန်တော်တို့အားလုံးလက်တွဲပူးပေါင်းပြီးတော့မှလှုပ်ဆောင်ရတော့မှချင်းရောက်နေပြီဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်တို့ဒီညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆောင်ကြည့်ရှုပေးကြတဲ့မြေဘွားပြည်သူများလို့အထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာချင်းနဲ့ပြည့်စုံ ပြီးတော့မှတာရိုက်ချက်နဲ့ညာချလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါရစေ။